ဒါကတော့မြိုင်မျိုးနဲ့ပေါင်းတဲ့ကြီးရွာကဝါရင်ကာလမှာတန်ဃာတော်များအတွက်လူအသက်များကို ကုသိုလ်ပြုလုပ်ရန်ခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ဒီလိုမျိုးတိချားစီခွဲလို့ရခြင်းရဲ့အကြောင်းရင်းကိုပြောပြပါမယ်။ရွာမှာဆိုရင်ငါးချောင်းနဲ့ကြီးရွာရဲ့အုပ်စုစရင်ဝင်ရွာမှာတချောင်းစုစုပေါင်း6ချောင်းရှိပါတယ်။အဲ့ဒီ6ချောင်းမှာတန်ဃာတော်များအတွက်ရွာရဲ့ တရားအိမ်များအဖွဲတရားခွင့်မယ်ဆိုရင်တရားအိမ်များမှာဝါရင်ကာလဥပုပ်တရက်ကိုတက်ဖွဲ့ဝါရင်ကာလလည်းမပြီးမချင်းဖုန်ကြီးကြောင်များမှာလိုအပ်မယ်ထင်တဲ့ပစ္စည်းနဲ့ဟင်းများဝိထုဝင်များတက်အားသမားလှူဒန်းကြတာဖြစ်ပါတယ်အဲ့ဒါကမှဖုန်ကြီးကြောင်မှာကြောင်သားများကအဖွဲလိုက်6ကြောင်မှာ6ခွဲကအလူခန္ဓာကိုတဒန်းနဲ့ ကတ်ထိုင်ပြီးအလူခန္ဓာကြောင့်အလူရှင်အများစုကမမဖို့ရည်ရည်ပြီးအလဲကအကြောင်းသားကိုပေးလူကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုမျိုးမြင်နေကြအတိုင်းမဟုတ်ဖဲနဲ့အင်းဘောတော့ဒီတိုင်းတိချတိချလူတယ်လို့ထင်ရတာဖြစ်ပါတယ်။ဒါကတော့ပေါင်းတယ်မျိုးရွာလေးရဲ့တလေလေးဖြစ်တာကြောင့်မို့ဘဟုတ္တရအနေနဲ့ကြီးရှုပ်သွားလို့ရပါတယ်။